မိဘရှင်ခွင်ထဲမှာနေနေရတဲ့ကလေးငယ်တွေလိုတန်းသူအခွင့်ရင်းနေနဲ့ရှင်ပြူပွဲကြီးဂျမ်းပပေးသွားမဲ့ခန်းနင်းဝင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပြန်လည်လို့ជួសសុបပါတယ်လက်တလုံးမှာရှင်ပြူပွဲရာသီကရောက်လာပြီဖြစ်တာမို့အမျိုးမျိုးအနေနဲ့မှာရှင်ပြူပွဲကြီးတွေကိုစီကားတိုင်းမြိုက်စွာနဲ့ဂျမ်းပလုပ်နေပြီဖြစ်ပါတယ်မိဘတွေကကိုချင်ရတဲ့ဓာတ်တွေကိုမောင်ရင်လောက်သမီးတွေကိုနာသားအဖြစ်လုပ်ပြီးချင်တာကြောင့်ငွေတွေကိုချုပ်တင်စုပြီးတော့ပွဲကြီးတွေနဲ့ဂျမ်းပပေးတာပါမိဘ မဲ့ကလေးတွေမှာတော့အခုလိုပွဲချင်းပါတာရှင်ပြူရဖို့ဆိုတာက မလွယ်ကူလားပါဘူးဒါပေမဲ့ခိုင်နှင်းဝေကတော့သူကလေးတွေကိုမိဘရှင်ခွင်နေဟာကလေးတွေနဲ့ဒန်းတို့အခွင့်ရင်းမျိုးရှိစေရမယ်လို့အဆုံးဖြတ်ထားတာပါ ဒါကြောင့်မို့အရှင်ပြုဖို့အရွယ်ရောက်နေပြီဖြစ်တဲ့သားလေးတွေနဲ့နားသားဖို့အရွယ်ရောက်နေပြီဖြစ်တဲ့သမီးလေးတွေကိုရှင်ပြုနားသားပွဲကျင်းပပေးတော့မှာဆိုပြီးတော့အတိပေးလာခဲ့တာဖြစ်ပါတယ်။ခန်းနေဝေးကကလေးပေါင်း100ကျော်အထိမွေးစားထားတာဖြစ်ပြီးတော့ကလေးတချို့ကအကြောင်းတက်တဲ့အရွယ်တွေရောက်ရှိလို့နေပါပြီ။ဒါကြောင့်မို့ရှင်ပြုရမယ့်အရွယ်လည်းရောက်လာပြီမို့မိဘတွေရဲ့ဝတ်တရားအတိုင်းပဲခန်းနေဝေးကရှင်ပြုနားသားပွဲကိုကျင်းပမှာဖြစ်ပါတယ်။အဖြစ်သာကျင်းပမှာမဟုတ်ဘဲနဲ့ဝတ်စုံတွေကိုတေချာချုပ်ပြီးတော့ခန်းခန်းနာ နာနဲ့ကိုကျင်းပပေးသွားမှာဖြစ်ပါတယ်ဝစ်စုံလေးလေးကိုလည်းတခြားလေးဝစ်ပေးမှာဖြစ်ပါတယ်လက်ရှိမှာရှင်ပြူပဲကျင်းပပေးဖို့အတွက်ဖိတ်စာလည်းရိုက်ပြီးသွားပြီဖြစ်ပါတယ်ဖိတ်စာကိုလည်းရွှေရောင်အသွင်သွင်းပြီးတော့ခန်းခန်းနာနာနဲ့ကိုပြင်ဆင်ထားခဲ့တာပါဘောင်ရလောင်းအဖြစ်ဂေဟာကလေးဆန်းယောက်ကိုဝစ်ပေးသွားမှာဖြစ်ပါတယ်ခိုင်ထွန်းတောင်းမောင်ခိုင်သူရောင်းမောင်ခိုင်ခန်းမောင် ခိုင်ဖုံးမောင်ခိုင်အမင်းမောင်ခိုင်ပြေစုံမောင်ခိုင်မြမအောင်ခိုင်မြဲအောင်ခိုင်ထူးမောင်ခိုင်ဦးမောင်ခိုင်သစ္စာမောင်ခိုင်ကောင်းကင်မောင်တို့ဆယ်နှစ်ယောက်ကိုရှင်သာမဏေအဖြစ်သာသနာပောင်တဲ့ကိုဝင်ခိုင်းမှာဖြစ်ပါရင်ဒါရီတယ်မဟုတ်ပဲသမီးတွေကိုလည်းနာသာအဖြစ်ကိုစင်ရင်ကျင်းပပေးတော့မှာဖြစ်ပါရင်သမီးဆက်တယောက်ကိုလည်းနာသာအဖြစ်စင်ရင်ပေးတော့မှာမို့ပွဲကြီးတစ်ခုအနေနဲ့ကိုကျင်းပတော့မှာလည်းဖြစ်ပါရင်အခုလိုမျိုးသာသမီးတွေအတွက်ရှင်ပြူပွဲကျင်းရ ပပေးရတော့မှာဖြစ်တဲ့အတွက်ကိုခန်းနေဝေကတော့ဒီပွဲကြီးကျင်းပမှာကိုချိုတင်ပြီးတော့အရန်ကိုပြောင်းရှင်လို့နေတာဖြစ်ပါတယ်။ PTA လည်းဖြာပြီးတော့သူမလုတ်ပေးနိုင်ခဲ့ပြီဆိုပြီးတော့ဝမ်းသာလို့နေတာဖြစ်ပါတယ်။မိဘတွေကမလို့ကျင်လို့ဆွန်ပြစ်ကြပေမဲ့ခန်းနေဝေလက်ထဲမှာကလေးတွေကအတောက်ပဆုံးကိုတောက်ပခွင့်ရရှိလို့နေတာလည်းဖြစ်ပါတယ်။ရှင်ပြုနာသပွဲကိုအမှုပညာလောကရရသူတချို့ကလည်းအလူငွေအများကြီးထည့်ပြီးတော့လူကဝင်းရံပြီးတော့လာပေးကြမှာအသေးကြပါပဲ။ဒါကြောင့်မို့ကလေးတွေကစီကားတဲ့ရှင်ပြုနာ ားသာပွဲနဲ့ရှင်ပြုခွင့်နားသာလုပ်ခွင့်ရကြမှာဖြစ်ပါတယ်။နေဘက်ကအလူတွေလိုစင်နေမြင်းနေနဲ့လှဲ့လာမလားဆိုတော့အတိအကျမသိရသေးပါဘူး။ခန်းနေဝေကပွဲကျင်းပမယ့်ရက်ကိုလည်းအတိအကျထုတ်မပြောသေးဘူး။လက်ရှိမှာပွဲအတွက်ကိုလုံပန်းပြီးတော့ဖိတ်စာတွေဖျားရတော့မှာမို့သူ့မှာမအားမလတ်ဖြစ်လို့နေတာလည်းဖြစ်ပါတယ်။ ဒီတနေ့မှာရှင်ပြူနာသားအားလုံးပေါင်း23ယောက်ကိုလှုပ်ပေးနိုင်တယ်လို့နောက်နေ့ကျရင်လည်းအွေရောက်လာတဲ့သူတွေကိုထပ်ပြီးတော့စင်ပပေးသွားမှာဖြစ်ပါတယ်။ကလေးတွေကအွေရောက်လာတာနဲ့အမျှခိုင်နှဲဝင်မှလည်းဖြည့်ဆည်းပေးရတဲ့လိုအပ်ချက်တွေများလာခဲ့ပါတယ်။အခုလိုဘာသာရေးအရာ ဖြည့်ဆည်းပေးရတာတွေရှိသလိုပညာရေးမှလည်းမလစ်ဟာအောင်ဖြည့်ဆည်းပေးနေရတာဖြစ်ပါတယ်။မိဘရင်ခွင်ထဲမှာနေနေရတဲ့ကလေးငယ်တွေလိုတန်းသူအခွင့်အရေးနေနဲ့ရှင်ပြူပွဲကြီးစင်ပသွားမဲ့ခိုင်နှဲဝင်အပေါ်ပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါဦး။ ဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။